American စစ်သည်မော် USS Gravely ဟာ Trinidad နဲ့ Tobago နိုင်ငံရဲ့မြို့တော် Port of Spain စိတ်ကမ်းမှာစိုက်ကပ်ထားပါတယ်။ဒုံးကျည်တွေပြုလုပ်နိုင်တဲ့ဒီစစ်သည်မော်ဟာချက်သပရင်းနေ့အထိအဲ့ဒီနိုင်ငံမှာပဲရှိနေမယ်လို့ American စစ်တပ်ကပြောပါတယ်။တချိန်ထဲမှာပဲ Trinidad နဲ့ Tobago နိုင်ငံသားတချို့ကတော့သူတို့နိုင်ငံနဲ့စစ်သည်မော်တွေဝင်ရောက်မှုကို American သံရုံးရှင်မှာစူဝေးဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ကာရေဘီယံအချုပ်အခြာအာဏာဟာရောင်းဖို့မဟုတ်ပါဘူး။ကာရေဘီယံဒေသခံတွေရဲ့အသက်တွေဟာဘေးအတွက်ထိခိုက်ဆုံးရှုံးဖို့မဟုတ်ပါဘူး။စစ်မှန်တဲ့ငြိမ်းချမ်းရေးဟာအာဏာအတွက်လဲလှယ်စရာမဟုတ်ပါ။ဝါရှင်တန်ဆိုရကတော့စစ်သမောဘော်ကမရင်းတပ်ဖွဲ့တွေကဒီကျွန်းနိုင်ငံရဲ့စစ်တပ်နဲ့စီရေးလက်ချက်မှုတွေပြုလုပ်သွားဖို့လို့ပြောပါတယ်။ထရီနီဒက်နဲ့တူဘာဂိုနိုင်ငံဟာဗန်နီဇွဲလောနိုင်ငံနဲ့30ကီလိုမီတာလောက်ပဲခွာဝေးတာကြောင့်ကာရကတ်ဆိုရကဒီလောက်ရက်ကိုပြင်းပြင်းထန်ထန်ရှုံချခဲ့ပါတယ်။ ကာရေဘီယံဒေသမှာစစ်ဖြစ်အောင်ရန်ဆောက်ဖို့ရည်ရွယ်ပြီး CIA နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ Trinidad နဲ့ Tobago နိုင်ငံရဲ့ရန်ဆောက်မှုကိုရှုံ့ချပါတယ်။ American ထောင်လိုင်း Agency စီကတိုက်ရိုက်သတင်းချက်လက်တွေနဲ့ကြေးစားစစ်သားတစုကိုဖမ်းဆီးရမိထားပါတယ်လို့ Venezuela ဆိုရကဆိုပါတယ်။ဒါဟာကာရေဘီယံဒေသကိုဆီလွတ်လိုက်တဲ့ဒုတိယမြောက် American စစ်သင်္ဘောဖြစ်ပါတယ်။တောက်ချာနေကကမ္ဘာအကြီးဆုံးလေယာဉ်တင်သင်္ဘောဖြစ်တဲ့ USS Gerald R. Ford ကိုကာရေဘီယံရေပြင်စီကို Pentagon စစ်ဌာနချုပ်ကတာဝန်ပေးဆီလွတ်ခဲ့ပါတယ်။ မေရိကန်ဆိုရဟာပြီးခဲ့တဲ့စက်တင်ဘာလကစပြီးမူရစ်ဆေးဝါးတွေမှောက်ခိုတည်တယ်ဆိုတဲ့အခိုင်အမာဆွဆွချက်တွေနဲ့အ ਨੇ စုံ၄၀စင်းကိုပင်လယ်ထဲမှာဖောက်ခွဲခဲ့ပြီးလူဒါဇင်ကျော်သေဆုံးခဲ့ပါတယ်။သမ္မတဒေါ်နယ်ထရန့်ကတော့ဒီတိုက်ခိုက်မှုတွေဟာမေရိကန်နိုင်ငံရဲ့ကိုမူရစ်ဆေးဝါးတွေမဝင်နိုင်အောင်တားဆီးနေတယ်လို့ပြောကြားပြီးဗနီဇွဲလားသမ္မတနီကိုလတ်စ်မာဒူရိုကတော့ဒါရီဟာသူ့ကိုဖြုတ်ချဖို့ကြိုးပမ်းမှုတစ်ခုဖြစ်ရှုံချပါလိမ့်ခင်ဗျာ။